မြင်းပင်တောင်၈ထောင်ထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင်းမထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့ဒီပြပါ။အင်ဂျင်ဆက်တန်ပန်ကာချန်ကြားရင်ပဝင့်ကျင်ကိုလေ့လာပါ။စက်တက်လေးဒီကိုမြန်မာကဒါမှမဟုတ်အန်ဒီရဲ့ဒရီပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။လူထုထက်တဲ့နေရာနဲ့စီရီအခြေစိုက်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုဒီပြရှောင်ရှားပါ။ရခိုင်မြေနယ်နဲ့ထိစပ်နေတဲ့မကွေးတိုင်းပဲခူးတိုင်းနဲ့ အေရီတိုင်းစားတဲ့ဒေသတွေမှာအော်ရကာတက်တော်အေးနဲ့စိုးစုတက်တို့တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေအသေးစိတ်ကို အော်တိုဘာလ16ရက်နေ့မှာအေးကထုတ်ပြန်လာပါတယ်။မကွေးတိုင်းနဲ့ရခိုင်ပြည်ကိုဆက်သွယ်ထားတဲ့နယ်ရေကန်စကန်ကိုအပိသက်သိမ်းယူနိုင်ဖို့လက်ကျန်စကန်တချို့ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရလို့အော်ရကာတက်တော်အေးကအော်တိုဘာ16ရက်ဒီကနေ့မှာထုတ်ပြန်ပါတယ်။နယ်ရေကန်စကန်ကို တိုက်ခိုက်ရမှာစကန်ကုန်းကနေပျိုးပြဲထွက်ပြေးသွားတဲ့စိုးစုအဖွဲ့တွေနဲ့လည်းနေရာတချို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့ ကန်ကုန်းကနေထွက်ပြေးလာတဲ့လက်နက်ကျအညံ့ခံသူတွေလည်းရှိနေရကြောင်းသူတို့ကိုစစ်တုံးမှန်ဥရည်နဲ့အညီစောက်ရှောက်ထားတယ်လို့ဆိုပါရယ်။နေရီကန်ကိုထိုးပေါဝင်ရောက်နိုင်တဲ့မစီရွာလမ်းဟောင်းနဲ့ဂုတ်ကြီးရွာလမ်းသစ်ပေါ်ကလုံခြုံရေးအထက်ထက်ချတာတဲ့စိုးစုရဲ့ကာကင်စကန်တွေကိုအော်တိုဘားလာအစောပိုင်းကလေးကအရခတက်တော်နဲ့တော်လိုင်းကြီးပူပေါင်းအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါရယ်။ နေကန်စကဟာအာရခတက်တော်နဲ့တော်လိုင်းအင်အားစုတွေအတွက်မကွေးတိုင်းကိုထိုးစစ်ဆင်နိုင်ဖို့အကြီးဆုံးနဲ့ဇေယျအရပြုဝါအကြဆုံးဖြစ်တယ်လို့စစ်တီအင်အားတထောင်ဝန်းကျင်နဲ့အထိုင်ချထားတဲ့ဂျုံမဘော်ကလေကြောင်းရဲ့ကာကွယ်စကန်ကြီးဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကပြောထားပါဗျ။ဒါပြင်ဘကိုးတိုင်းပတောင်းမြို့နယ်ပကံခွေကျေးရွာတောင်ဘက်ကစုပ်စုရဲ့666ပွိုင်ကုန်းကို အော်တိုဘာလ၁ရက်နေ့ကစပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ရမှာအော်တိုဘာ15ရက်နေ့မှာအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ စိုးစုရဲ့စီးရဲရအရေးပါတဲ့ point 666ကိုသိမ်းယူရမှာစိုးစုတပ်ဖွဲ့ဝင် အလောင်းတချို့နဲ့စစ်လက်နက်ခဲရနေတင်းစီရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင် AR တိုင်းရေကြီးမြို့နယ်ဆက်ဆက်ရွာရွာအနီးမှာလည်းအော်တိုဘာလ15ရက်နေ့မနေ့ကထိတိတိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ပြီးစီးရဲအခြေအနေကိုတော့စောင့်ကြည့်နေရလို့ဆိုပါတယ်။ဟုတ်ပြီခဲ့ပါပြီ။ဒါဒီမတူမလား။ဒီပြီ။